ထိုင်းနိုင်ငံရဲ့အကြီးဆုံး delivery service ကကျွန်တော်ရဲ့ရေမွေးဘတ်9000ပို့ပျောက်သွားအောင်လုပ်လိုက်တယ်။အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်ကတော့ဒါ Frog My Dudes ဖြစ်တယ်ပေါ့နော်။ဆိုတော့ကျွန်တော်အခု delivery service မှာတော့ဒါထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျွန်တော်နေနေတာဒါနေ့ဆိုလို့ရှိရင်တစ်နှစ်ကျော်လောက်ရှိပြီပေါ့လေ။ဒီမှာကကျွန်တော်ရေမွေးတွေဝယ်တယ်ဝယ်ပြီးတော့လို့ရှိရင်ကျွန်တော်ရန်ကုန်ကိုပြန်ပြီးတော့ပို့ဖြစ်တယ်ပေါ့နော်။ဒီပြည်စင်ရတာပြီးခဲ့တဲ့ August 14ရက်နေ့အဖြစ်ခဲ့တာပေါ့နော်။ဟိုကျွန်တော်ကအဲဒီတုန်းကလူကြုံရှိတဲ့အတွက်ကျွန်တော်အဲကကူနဲ့ပို့ဖို့အတွက်ကျွန်တော်14ရက်နေ့တုန်းက delivery ကျွန်တော် KEX မှာကျွန်တော်အပ်လိုက်တယ်။ ပါစေပုံးနှစ်ပုံးအန်လိုက်တယ်ပေါ့နော်ဆိုတော့အရင်တော့ဟိုသွားမယ့်လူကြောင့်ကလည်းလောလောလောဖြစ်နေရတယ်မဟုတ်လို့ကျွန်တော်တို့ကလည်းလောလောလောနဲ့ပါစေထုတ်လိုက်တယ်ပေါ့ဆိုတော့အဲ့ဒီထဲမှာကျွန်တော်နှစ်ပုံးပို့လိုက်တယ် delivery အတက်ဟာမှာပုံးနှစ်ပုံးကိုလိမ့်စာအတူတူပဲဖုန်းနံပါတ်အတူတူပဲဟိုဒီ delivery company ကဝန်ထမ်းက tracking code နှစ်ခုအနေနဲ့ဖန်တီးလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ receive ထွက်လာတဲ့အချိန်မှာကျွန်တော် tracking code ကနှစ်ခုဖြစ်နေတယ်။အဲအဲ့ဒါနဲ့15ရက်နေရောက်တဲ့အချိန်မှာကျွန်တော်15ရက်နေညနေလောက်မှာကျွန်တော်ရဲ့ parcel deliver ဖြစ်သွားတယ်လို့ပြရအောင်နော်အဲ့ဒါနဲ့ကျွန်တော်ကကိုဘက်ကကျွန်တော်တငယ်ချင်းလှမ်းပြီးတော့မေးလိုက်တော့ parcel ပုံးကနှစ်ပုံးမှာတပုံးပဲရောက်လာတယ်အဲ့ဒါနဲ့ကျွန်တော် tracking နှစ်ခုကိုပြန်ပြီးတော့စစ်ကြည့်လိုက်တော့တစ်ခုက deliver ဖြစ်တယ်နောက်တစ်ခုက deliver မဖြစ်နေဘူးအဲအဲ့တော့ကတော့သူတို့ကပြတာကတော့ဖုန်းနံပါတ်မှားနေလို့ contact လုပ်လို့မရဘူးဆိုပြီးပြတယ်အဲဒါပေမဲ့ဖုန်းနံပါတ်မှားပြီး contact လုပ်လို့မရဘူးပြောရအောင် ပုံးနှစ်ပုံးလုံးက contact အတူတူကြီးပဲလေဆိုတော့ ယုတ်ဒီမရှိဘူးเนาะကျွန်တော်ထပ်ပြီးတော့စောင့်လိုက်တယ်စောင့်လိုက်တဲ့ဟာမှာ19ရက်နေပြီးသွားတယ်16ရက်နေပြီးသွားတယ်19ရက်နေထီလဲ ဘာမှမထူးလားအဲ့တော့ဒီကြားထဲမှာတော့ဒါ tracking app ကနေပြီးကျွန်တော်ဘာတာ shop ပြနေရဆိုတော့ဒီက attempting to deliver ပဲပေါ့နော်ဖုန်းနံပါတ်မှားနေရတဲ့အတွက်လို့ပြောတယ်ပြီးတော့လို့ရှိရင်သွားပြီးတော့ပို့ဖို့အတွက်လုံနေပါတယ်ဆိုတဲ့ဟာမျိုး status နေပဲပြထားတယ်အဲ့ဒါနဲ့ကျွန်တော်16ရက်နေရောက်တဲ့အခါမှာတော့ gate ရုံးကိုကျွန်တော်သွားလိုက်တယ်ပေါ့နော်သွားပြီးတော့ဘာကိစ္စကြောင့်မလို့ဒိဆာအတူတူအာပုံကလည်းနှစ်ပုံးပို့တဲ့ဟာကိုတပုံးကရောက်ပြီးတော့ဘာကြောင့်မလို့16ရက်နေအခုထိမရောက်တာလဲဆိုပြီးကျွန်တော်သွားပြီးပြောဖြစ်တယ်အဲ့ဒီပြောတဲ့အချိန်ကနေ့လယ်12နာရီတနာရီဝင်းကျင်ပေါ့ ဲ့ဒီချိန်မှာသူတို့ရဲ့ဒီဝန်ထမ်းတယောက်ကဖုန်းနေအသေးစံဆက်ပေးတယ်ဆက်ပေးပြီးတော့ကျွန်တော်ဘာပြောလဲဆိုတော့ဒီညက်နေပို့ပေးပါမယ်တဲ့ဆိုပြီးပြောတယ်အဲ့ဒါနဲ့ okay ကျွန်တော်ကလည်းဒီညက်နေပို့ပေးဖြစ်တယ်ဆိုရင်တော့အဆင်ပြေရပါ့ဆိုပြီးကျွန်တော်ပြန်လာလိုက်တယ်ပြန်လာပြီးတော့အချိန်မှာကျွန်တော်စောင့်နေစောင့်နေ9နာရီ6နာရီလောက်ကြာသွားတဲ့အချိန်မှာတော့ app မှာတော့ကျွန်တော် tracking လိုက်လိုက်တဲ့အခါမှာ deliver ဆိုပြီးဖြစ်သွားတယ်အဲ့ဒါနဲ့ကျွန်တော်ကတကယ်ကြီးလှမ်းပြီးပြောတယ် delivery ပို့ပြီးသွားပြီပြောတယ်ပစ္စည်းရောက်ပြီလားဆိုတော့ပစ္စည်းကရောက်မလားအဲ့မှာပြဿနာအစားပဲဆိုတော့ ဒီပုံလေးမှာပါသွားတဲ့ရင်မွေးတွေကကျွန်တော်တွက်ကြည့်လိုက်တဲ့အခါမှာတော့အနည်းဆုံးဘတ်9000မူတန်နေပေါ့နော်ဆိုတော့မြန်မာငွေနဲ့ညှောက်လိုက်လို့ရှိရင်တော်တော်လေးကိုမနှဲတဲ့တန်ဖိုးလို့ပြောလို့ရတယ်အဲဒီကိစ္စမှာဖြစ်တဲ့ဟာမှာကျွန်တော်ဘက်ကတော့လိုတာဘာရှိလဲဆိုတော့ဒီပုံနဲ့မှာပါတဲ့ပစ္စည်းတွေကိုကျွန်တော်ဓာတ်ပုံမရိုက်ဖြစ်လိုက်ဘူးဒါကျွန်တော်လည်းပုံမှန်အရှိတုံးကပို့နေကြအခောက်တွေအများကြီးမှလည်းတစ်ခါမှဓာတ်ပုံရိုက်เสียရလဲမလိုလိုက်တာမှလို့ကျွန်တော်မရိုက်လိုက်တာလည်းပထမတစ်ချက်နောက်တစ်ချက်ကကြတော့ဘာလဲဆိုတော့ဒီပုံနှစ်ပုံကိုပေါ့နော်ကျွန်တော်ဓာတ်ပုံမရိုက်ဖြစ်လိုက်ဘူး အဲ့နေတော့ねထုတ်ပြီးသွားတယ်ချက်ချင်း delivery သွားပြီးတော့လောလောနဲ့အဲ့ဒါမို့လို့မရိုက်ဖြစ်လိုက်ဘူးဒါကတော့ကျွန်တော်ဘက်ကလိုသွားတဲ့ကိစ္စပေါ့အဲ့ဒီလိုね16ရက်နေ့ delivery မရောက်သွားတဲ့အချိန်မှာတော့ကျွန်တော်နောက်နေ့ရောက်တော့ကျွန်တော်တို့ရဲ့ call center ကိုကျွန်တော်ဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့ကျွန်တော်ပစ္စည်းမရောက်သွားဘူးဆိုတဲ့အကြောင်းကိုကျွန်တော်တို့ complain တက်တယ်ပြီးတော့အဲ့ဒါကိုတို့ကတော့အာ deliver ဆိုပြီးတော့ပြနေတယ်အဲဒါပေမဲ့ သူတို့အစအနေဆုံးပြင်ပြီးစစ်ပေးပါမယ်ဆိုပြီးကျွန်တော်တို့ပြောပြီးတော့ဖုန်းချသွားတယ်နောက်နေ့ဖုန်းပြန်ဆက်ပါမယ်ဆိုပြီးတော့လည်းပြောသွားတယ်အဲ့ဒီနေရာမှာတန်တရားရှိစရာကောင်းတာကဘာလဲဆိုတော့ delivery proof မှာ deliver ဖြစ်သွားတဲ့ delivery proof မှာကကျွန်တော်တို့ဖုန်းကိုဒီကင်မရာကိုလက်နဲ့ကာပြီးရိုက်လိုက်တဲ့ဟာမျိုးပဲဖြစ်နေတယ်ပစ္စည်းဘယ်နားမှာထားခဲ့ပါတယ်ဆိုတဲ့ဟာ evidence ကိုသူတို့ဘက်ကတည်တည်ချာမပြနိုင်ပါဘူးပေါ့နော် အဲ့ဒီလိုနဲ့ကျွန်တော်နောက်ရက်လောက်လဲကြအောင်ကျွန်တော် KEC ကိုကျွန်တော်ပြန်ပြီးသွားတယ်သွားပြီးတော့ဒီဟာက PC မရောက်သွားဘူးအခုချိန်မှာဘယ်ရောက်နေရမှုလို့လဲဘာဖြစ်လို့ delivery ဖြစ်ပြီးတော့ပုံကမပြနိုင်ရတာလဲဆိုပြီးတော့ကျွန်တော်သွားပြီးတော့ complaint တက်တဲ့ခါမှာသူတို့ကတော့ဟိုဘလိုမျိုးလဲဆိုတော့အထိုင်းလူမျိုးတွေကတော့တခါလေကြရင်တော့အကူအညီရပါမယ်တခါလေကြလို့ရှိရင်တော့ကျွန်တော် language barrier တော်တော်လေးဆိုးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ translation app နဲ့ပြောရတဲ့ခါမှာသူကတော့ဘာပြောလဲဆိုတော့ PC ကပို့ပြီးသွားပြီလို့ပြတယ် PC မရောက်သေးဘူးလားမရောက်သေးဘူးဆိုလို့ရှိရင်တော့ဆက်ပေးပါမယ်ဆိုပြီးတော့ပဲသူတို့ကပြောပြီးတော့အဲကျွန်တော်ပြန်ပြီးလွှတ်လိုက်တယ်ပေါ့လေအဲတော့လည်းကျွန်တော်တခြားကိစ္စ စတွေအလုပ်တွေများနေရတယ်ဒီကိစ္စကိုအရန်ကြီးဖိဖိစီစီမလုပ်ဖြစ်ဘူးပေါ့နော်အဲ့လိုနဲ့ကျွန်တော်အာနှစ်ရက်တစ်ခါတရက်တစ်ခါအဲ့လိုမျိုးတွေကျွန်တော်တို့ call center ကိုလည်းဖုန်းဆက်တယ်တို့ရုံးလည်းသွားတယ်ငါခါမြောက်သွားပြီးတဲ့အခါမှာကျွန်တော်တို့ကိုပြောပြတယ်ပေါ့နော်ဒီတန်ဖိုးကပတ်စံတော်တော်လေးများတယ်ဒါလောက်လောက်တန်တယ်ပြီးတော့ပို့ထားတာကလည်းဒီနေ့တရက်သေးကိုပုံနှစ်ပုံလုံးကိုလိမ့်စာတူတူပို့ထားတဲ့ဟာဘာကိစ္စမရောက်ရတာလဲငါ့ကိုပျောက်နေဆိုလို့ရှိရင်လည်းပုံးချပြပါဆိုပြီးတော့ပြောတဲ့ခါကျတော့တို့ကဘာပြောလဲဆိုတော့ delivery proof ကိုမပြနိုင်တာတဲ့ဒီ delivery သမားကသူ့ရဲ့အတိပေါ့နော်သူ့ရဲ့အတိလို့ပဲပြောရမှာပါလေသူ့ရဲ့အဲ့နောက်တစ်ယောက်ကိုသွားပြီးပို့ခိုင်းလိုက်တာမလို့ proof of delivery မရှိရပါတဲ့အဆိုပြုကျွန်တော်ပြောတယ်ပေါ့နော်အဲ့တော့ that's kind of bullshit ပေါ့လေအဲ့တော့အဲ့ရနေကျွန်တော်ချက်ပြီးပြောခဲ့တာပေါ့နော်နှုတ်ဟာဟိုယုတ်တိမရှိဘူးပေါ့အဲ့တော့ငါ့ကိုဘာလို့ပေးမှလဲငါ့ကိုတခုခုလုတ်ပေးပေါ့နော်ဆိုပြီးပြောတဲ့ခါမှာသူတို့ဖုန်းဆက်ပြီးတော့ထုံးတဲ့အတိုင်းမေးပေးပါမယ်ဆိုပြီးတော့ပဲပြောတယ် အဲ့လိုဖြစ်တဲ့အချိန်မှာအချိန်ကဝါလောက်ရှိသွားပြီပေါ့ကျွန်တော်တို့ပျောက်ပြီးတာနှစ်ပတ်လောက်ဖြစ်သွားပြီအဲ့လိုမျိုးဖြစ်သွားတဲ့အချိန်မှာကျွန်တော်နောက်ဆုံးတော့မထူတော့ဘူးတော့အာတို့သူတို့ ਨੇ စကားပြောရတာလဲ Google Translate နဲ့အရှိမရဘူးဖြစ်နေရပါလို့အဲ့တော့ကျွန်တော် Translator ငှားဖို့အတွက်ကျွန်တော်လုပ်တယ်ဆိုတော့ အတိထဲမှာကျွန်တော်ပထမဆုံး translator တယောက်ဖုန်းဆက်ပြီးတော့မေးပြဖို့ပြောတယ် complain တက်ပေးဖို့ပြောတယ် tracking လုပ်ပေးဖို့ပြောတယ်အဲ့ဒါလည်းသူတို့ဖုန်းဆက်ပြီးတော့ call center ကိုပြောပေးတယ်မေးပေးတယ်အဲပြီးတော့ရှိရင်နောက်ထပ်တယောက်ကိုလည်းထပ်ပြီးအကူအညီထပ်တောင်းတယ်သူတို့လည်းဆက်ပြီးတော့ပြောပေးတယ်မေးပေးတယ်အဲ့ဒီမှာအဆင်မပြေတဲ့အခါမှာနောက်ထပ် translator တယောက်ပြောင်းပြီးတော့ကျွန်တော်လူကိုယ်တိုင်ကျွန်တော်တို့သွားလိုက်ကြရတယ်ဗောနော်အဲ့တော့ KES delivery ရုံးကိုကျွန်တော်သွားပြီးတော့လူကိုယ်တိုင်သွားတဲ့ခါကျတော့အဲ့ဒီအချိန်မှာကျွန်တော်ဘက်ကဟိုလူကထိုင်းစကားကိုကောင်းကောင်းမွန်မွန်ပြောတတ်တော့သူတို့တွေကအဲ့တော့မှပဲဟိုဘယ်လိုပြောရမလဲ nebu sambia လုတ်ပြရတယ်ပေါ့နော်ဖုန်းနေဆက်ပြရတယ်မေးပြရတယ်အဲ့လိုမျိုးတွေလုတ်တယ်တော်တော်လေးယုံကြည်မရှိဘူးဟိုတော်လေးအဆင်မပြေဘူးလို့ပြောလို့ရတဲ့အနေအထားဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီခါမှလည်းတို့ကထုံးစံအတိုင်းပဲအာပျောက်ပြီးတော့ရှာနေပါတယ်နောက်ထပ်ဘေးရဘေးရဆိုလို့ရှိရင်တို့တို့ဖုန်းဆက်ပေးပါမယ်ဘာညာဆိုအဲ့လိုပဲလုတ်တယ်အဲ့ဒါနဲ့ကျွန်တော်တို့သွားတယ်နောက်ထပ်3ရက်လောက်ထပ်ဆောင်တယ်ဘာမှထူးမလာဘူးအဲ့ဒါနဲ့ကျွန်တော်နောက်တစ်ခေါက်ထပ်သွားတယ် ထပ်ပြီးပြောတယ်ကျွန်တော်ဒီခါမှာတော့ကျွန်တော်တို့ပြောရတာပေါ့နော်ဟိုရဲငါတို့တိုင်ရတော့မှာလားပေါ့လေရင်းကတော့တိုင်ရမှာဆိုရဲတော့မတိုင်ပါနဲ့သူတို့ဒါတခုခုအာလွဲချော်နေလို့ဖြစ်မှာပါသူတို့အနေနဲ့ဒါဟိုဗလဲသူတို့ရဲ့အကြီးကဲဖုန်းနံပါတ်ပေးပါမယ်အဲ့ဒါကိုဖုန်းဆက်ပြီးပြောပြပါဆိုပြီးအဲ့လိုမျိုးကြီးလုပ်တယ်အဲ့ဒါနဲ့ကျွန်တော်ဘက်ကသူတို့အကြီးကဲဆိုတဲ့ဟာကိုလည်းအာကျွန်တော်အတီးကဖုန်းဆက်ပြီးတော့သူတို့နဲ့အတူတူထိုင်းလို့ပြောပြတယ်အဲ့ဒီခါမှာလည်းသူတို့ကဒီနေ့ရအောင်ဆက်ပေးပါမယ်ဖုန်းပြန်ဆက်ပေးပါမယ်ဘာညာပြောပြန်ပြီးတော့လစ်သွားပြန်အောင်ဘာမှထပ်ပြီးမထူးပြန် အဲ့နဲ့ကျွန်တော်တို့နောက်ဆုံးတော့ကျွန်တော်ရေစခန်းတိုင်မှုအတွက်ကျွန်တော်လှုပ်လိုက်တယ်ပေါ့နော်အဲ့ဒီကြားထဲမှာဟိုရေမတိုင်ခင်မှာကျွန်တော်တို့သူတို့ပြောတယ်ဒါနောက်ဆုံးငါနေတို့ကိုဝန်နေပေးတာအဲ့နည်းဆိုလို့ရှိရင်ကျွန်တော်ကြာတာပြည်နေ့လောက်ဖြစ်မယ်ထင်တယ်ငါတို့ Monday လောက်ဖြီးစောင့်မိမယ်အဲ့ဒါအထိမှအဆင်ပြေလာလို့ဆိုလို့ရှိရင်နော်နေတို့ငါတို့ရေတိုင်လို့မယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ်အဲ့ဒါနဲ့ကျွန်တော်တို့ Monday လောက်ထီစောင့်နေကျွန်တော်တို့ဖုန်းဆက်လာတာဆိုလည်းမဆက်လာဘူးအဲ့ဒါနဲ့ကျွန်တော်ဘက်ကပြင်ပြီးတော့တောက်လျှောက်သူတို့ follow up လိုက်တယ်ပေါ့နော်လိုက်တဲ့အခါမှာကျွန်တော်တို့ကဘာပြောလဲဆိုတော့ဟိုပစ္စည်းကတော့ ရှာလို့မတွေ့တော့ပါဘူးလေဆိုပြီးလုပ်တယ်။အဲ့တော့သူတို့ရဲ့ဒီ loss fine ပေါ့နော်ဟို loss ဖြစ်တဲ့အခါကျတော့ရှိပစ္စည်းပျောက်တဲ့အခါကျတော့ရှိရင် form တင်ရတဲ့ဟာရှိအဲ့ဒါတင်မေးပါတယ်ဆိုပြီးလုပ်တယ်။အဲ့တော့ကျွန်တော်တို့ကအဲ့ဒီ PC ကိုပျောက်ကြောင်းကျွန်တော်တို့ပါစေအထဲမှာဘာတွေပါကြောင်းကျွန်တော်စီးရင်တွေ့ချလိုက်တယ်ပေါ့နော်တွေ့ချလိုက်ပြီးတော့ကျွန်တော်တို့အဲ့ဒါပို့ပေးတယ်။ receipt တွေတောင်းတယ်သူက receipt တွေလည်းကျွန်တော်တို့ထည့်ပေးလိုက်တယ်။ဟို အဲ့နဲ့ထားလိုက်ပါတော့တင်လိုက်ပြီပေါ့ကျွန်တော်တင်လိုက်ပြီးတော့အခါမှာတို့ကတော့ walking day ဘယ်နည်းရလောက်ကြာပါမယ်ပေါ့နော်သုံးရင်းလေးရလောက်ကြာပါမယ်ခဏလောက်ဆောင်ပြီးပါဆိုတော့အဲ့နဲ့ကျွန်တော်ထပ်ဆောင်လိုက်တယ်အဲ့ဒီလိုနဲ့ကြာတာ brain ညမှာကျတော့ဘာဖြစ်လဲဆိုတော့တို့ကအာကျွန်တော်လှမ်းဆက်ပြီးတော့မေးတဲ့အခါမှာဟို form ကိုလည်းကျွန်တော်တင်ထားတဲ့ဟာကိုလည်းတခြား website ကိုကြည့်နေတဲ့အခါမှာ website မှာဘာပြလဲဆိုတော့ရက်ကျော်သွားပြီမို့လို့တဲ့မရတော့ပါဘူးတဲ့တို့ဒီဟာကို claim ကိုမလုပ်ပေးနိုင်ပါဘူးဆိုပြီးတို့လုပ်ပလိုက်တယ် အဲ့တော့ဒီရက်ကျော်သွားတဲ့ဟာကပျောက်ပြီးတဲ့တပတ်အတွင်းအချိန်မှာတင်ရမယ်ဖောင်းနေအဆိုပြီးလောက်အဲ့တော့ကျွန်တော်တို့ပျောက်ပြီးတဲ့အချိန်တပတ်အတွင်းမှာကျွန်တော်တို့ဒီဟာမျိုးတင်ရမယ်ဆိုရလေသူတို့ဘက်ကမပြောခဲ့သလိုရှေ့လျှောက်ကျွန်တော်ဒီဟိုသူတို့လူမျိုးဟာလား translate လုပ်နိုင်တဲ့လူနဲ့သူတို့ဘာသာစကားကိုပြောနိုင်တဲ့လူနဲ့သွားတဲ့အခါမှာလည်းအာနှစ်ပတ်သုံးပတ်ကြာတဲ့အထိလည်းသူတို့အနေနဲ့ဒီဖောင်းကိုတင်ရမယ်ဆိုတာတခါမှမပြောခဲ့ရမရှိဘူးအကုန်လုံးကဟိုပင်ပောင်ပုတ်နေရပါတော့အဲ့လိုမျိုး volleyball ပုတ်တင်မှာရှောင်နေကြရပါအဲ့လိုဖြစ်သွားတဲ့ကျွန်တော်တို့ဒါနောက်နေ့ကြတော့ကျွန်တော်ရေစခန်းသွားတယ်ကျွန်တော်တို့ အမှုဖွင့်နေပေါ့နော်ရဲတိုင်နေပေါ့တိုင်နေအဲ့ဒါလှုပ်လိုက်တယ်ပြီးတော့အာကျွန်တော်နောက်ရဲကြတာမြို့နယ်တရားရုံးလားမသိအဲ့ဒါသွားသည်သွားပြီးတော့ကျွန်တော်နောက်ထပ်အမှုထပ်ပြီးတော့တို့ဖွင့်နေပေါ့နော်ဒီဟာကိုတို့အာ case ဒီလိုရှိပါကြအောင်ဒီ PC ကိုပျောက်သွားတဲ့အတွက်တို့အနေနဲ့ compensation ဘယ်လိုမျိုးလုပ်ပေးနိုင်မလဲဒါမှမဟုတ်ရှင် PC ရှာပေးနိုင်မှာလားဆိုတဲ့ဟာမျိုးကျွန်တော်တို့အာတင်ထားတဲ့ဟာမျိုးအခုလှုပ်ထားရတယ်ပေါ့နော်အဲ့ဒါလှုပ်ထားတဲ့ဟာကလည်းအာ November လောက်အထိအောင်ကိုဒီကိစ္စကပြီးအောင်မယ့် ုံမပေါ်သေးဘူးဖြစ်တယ်ပေါ့နော်ဆိုတော့တော်တော်လေးဆိုးတဲ့အခြေအနေကိစ္စတစ်ခုဖြစ်တယ်ဒါပျောက်ဆုံးသွားတဲ့ဟာလည်းဟိုပုံးလေးကလည်းဘာမှသိပ်ပြီးတော့ဒါကြီးကြီးမားမားအရင်ကြီးတာမဟုတ်တာဟိုထဲရပါပြီစီရတော်တော်လေးတမူးကြီးရမှလို့ဒါတော်တော်လေးကျွန်တော်တို့စိတ်ညစ်ရတဲ့အထဲမှာပါတယ်ပေါ့နော်ဆိုတော့ဟိုကိုလူတော့တခြားဒီလိုမျိုး time မှာ delivery အပ်တဲ့အခါမှာ flash တို့ AGE တို့အဲ့လိုမျိုးအပ်တဲ့အခါမှာပစ္စည်းပျောက်တာတွေရောကြုံဘူးလားကျွန်တော်အသိရဆိုလို့ရှိရင်တော့တချို့ high ဆိုလို့ရှိရင်ဘိုးဆန်နဲ့ပို့တာတော့မှဂျားရဲကအဲ့လိုပစ္စည်းကို ယူသွားပြီးတော့ပါဆယ်ပုံထဲကမုတ်တွေဖောက်စားထားတယ်တစ်ခေါက်ကြုံမှုတယ်လည်းပြောမှုတယ်ဆိုတော့တော်တော်လေးစိုးရိမ်တယ်လည်းကြုံရတယ်ပေါ့နော်ဆိုတော့ဒီကိစ္စကိုအကူအညီပေးခြင်းတဲ့လူဟာအကြံပေးခြင်းတဲ့လူရှိလို့ရှိရင်လည်းကျွန်တော်ကိုအာ comment မှာဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော် messenger မှာဖြစ်ဖြစ်အာလာပြီးတော့ပြောလို့ရပါတယ်အာကျွန်တော်ဒီကိစ္စတိုင်းကတော့သူတို့ဘက်ကတော့တိတ်ပြီးတော့ response တိတ်ပြီးတော့လာမယ်လို့တော့မထင်ဘူးအမ်ဘာမှလည်းတိတ်ပြီးထူအောင်မယ်လို့တော့မထင်ဘူးအဲဒီတော့တကယ်လို့ရှေ့ဆက်သွားရမယ်ဆိုလို့ရှိရင်တော့အဆင်ပြေခဲ့လို့ရှေ့ဆက်သွားရမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကတော့ရှေ့နေကောင်းကောင်း လိုမှာပဲပေါ့နော်အဲ့ဒါမျိုးတွေတော့ရှိသေးရဆိုတော့ကိုကပစ္စည်းရလည်းပျောက်သေးရပတ်စံတော်တော်လေးကုန်သေးရတော်တော်လေးစိတ်ညစ်ဖို့ကောင်းတယ် delivery ကိစ္စလည်းပြောလို့ရတယ်အဲ့တော့ကိုလူလူအနေနဲ့ဒါ now ဆိုလို့ရှိရင်လည်း KES တို့ flash တို့ဆိုလို့ရှိရင်သုံးဖို့အတွက်လည်းစဉ်းစားဖို့အတွက်ကျွန်တော်ကတော့ပြောချင်တယ်အာတကယ်လို့သုံးပြတယ်ဆိုလို့ရှိရင်လည်းတော်တော်လေး detail in detail လုံးဝကိုတီတဲ့ဒီနေ့ဘယ်ဟာကိုပို့လိုက်တယ်ဘာကိုပို့လိုက်တယ်ဘောက်ချာအထည်ရပါပစ္စည်းအဲ့ဒါတွေအဲ့ပုံးကိုပိတ်လိုက်တဲ့ဟာကအဆ ိုက်ပစ္စည်းကိုထည့်ပြီးအဲ့ဒီပုံတိတ်နေပိတ်တဲ့ဟာစား record ယူဖို့လိုရင်ယူပါပေါ့နော်အဲ့ဒါပြပြနေတာပါဆိုတော့ဒါကတော့ကျွန်တော်ရဲ့စိတ်ညစ်စရာကောင်းတဲ့ဟာတစ်ခုကိုကျွန်တော်လာပြီးပြပြတာဖြစ်တယ်ဆိုတော့အဲ့ဒီထဲမှာပါပါသွားတဲ့ဟာတချို့ကတော့ဘာတွေပါလဲဆိုတော့ Grilling ရဲ့ QW Blue က200မြေ plane ပါသွားတယ် Cree ရဲ့ Centaurus plane ပါသွားတယ်ပြီးတော့လို့ရှင်တခြားလုံးဝဈေးရန်ကြီးတဲ့ဒီကန်นี่အများကြီးပါသွားတယ်ပေါ့နော်ဆိုတော့တော်လေးစိတ်ညစ်မှုကောင်းတဲ့ကိစ္စတစ်ခုပဲ ီနေ့ကတော့ပဲဒါဒီဗီဒီယိုကျွန်တော်အင်္ဂလိပ်လိုလဲကျွန်တော် translate လုပ်ပြီးတော့လဲကျွန်တော်တင်အောင်မယ်ဒါ international awareness လဲရပြီးတော့သူတို့ company ကိုလဲ push နေဖြစ်သွားအောင်လို့ပေါ့နော်ဆိုတော့ဒီနောက်နေ့ဒီဗီဒီယိုရလိုက်တော့မယ် see you next time peace